အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့ဒီနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီအပြောင်းရွှေ့မှာမထင်မှတ်ဘဲနဲ့ကြမ်းနေတဲ့နောက်တဲ့အသင်းသင်းကတော့ကျွန်တော်ဒါ Chelsea အသင်းဖြစ်တယ်လို့လည်းသိရတယ်မှာပါပါတယ်အဲ့တော့ဒါကျွန်တော်တို့ Chelsea အသင်းရဲ့လက်ရှိအပြောင်းရွှေ့မှာဒါကျွန်တော် left winger ကစားသမောက်သူတို့နဲ့ club world cup မတိုင်ခင်မှာဒီကစားသမောက်ကိုတရားဝင်ခေါ်ယူခြင်းနဲ့အတွက်ကြောင့်သူတို့နဲ့တောက်ရှောင်စူးစမ်းနေဖြစ်တယ်အဲ့တော့သူတို့ရဲ့ left winger မှာကျွန်တော်ဒါဟို ဒုံဂဲရဲ့နှစ်ရက်ကမှပြောထားခဲ့တဲ့အတိုင်းပဲဂျီမီဂရင်းစ်ကိုသူကနံပါတ်၁ပြတ်မှထားရတယ်။နံပါတ်၂ပြတ်မှတော့ဒါကျွန်တော်တို့ United ရဲ့ကစားသမားဖြစ်တဲ့အလာဟန်ဒိုကနာချူပေါ့နော်။အဲ့တော့သူတို့ရဲ့သူတို့ရဲ့နံပါတ်၁ပြတ်ကတော့ Chelsea အသင်းကအခုလက်ရှိမှာတရဝင်းပုဂ္ဂိုလ်ရေးရာရာသဘောတူညီမှုရရှိခဲ့ပြီလို့တတင်းတွေကတရဝင်း confirm လုပ်ခဲ့။အဲ့ဒီတတင်းကိုလက်ရှိမှာဒါကျွန်တော်တို့ David Austin ကိုဒါကျွန်တော် Fabrizio Romano ကိုတရဝင်းဒီကစားသမားတွေကိုဒါကျွန်တော်တို့ ဒီဒရင်းတွေကိုတရားဝင်တာကျွန်တော်တို့ confirm လုပ်နိုင်ခဲ့တယ်အဲ့တော့ Athletic UK ကဒါကျွန်တော်တို့ဘယ်သူအာ Fabrizio Romano ရဲ့ tier 1 journalist တွေအရဆိုရင်တော့ Chelsea တင်းက left wing ကကစားသမားလေးကိုဒါကျွန်တော်ပုဂ္ဂိုလ်ကြီးရကသဘောတူညီခဲ့ပြီဖြစ်တယ်လို့သိရတယ်မှာပါတယ်အဲ့ဒါဆိုခုနကပြောသူကကစားသမားနဲ့ Chelsea တင်းကဒါကျွန်တော်တို့တိုးတဲအလုံးမောင် Chelsea ကလှုပ်လိုက်ရင်ဒီလိုကြီးပဲဒါ9နှစ်ရှိတဲ့စာချုပ်ကိုဒါတရားဝင်ချုပ်ဆိုတော့မဲ့အတွက်ကြောင့်မို့တာ ကစားသမားနေတော့ဒါကျွန်တော်9နှစ်ရှိရဲ့စာချုပ်ကိုသဘောတူညီမှုရခဲ့တယ်။ဒါ Chelsea အသင်းနဲ့ဒီကစားသမားကိုတပတ်လောက်ခလာစားဒါကျွန်တော်ပေါင်သသိန်းခွဲလောင်းနေဒါကျွန်တော်တို့သဘောတူညီမှုရခဲ့တယ်ဆိုရယ်ကောလာဟာလာတွေလည်းထွက်နေခဲ့တယ်။ဒါဈေးကိုကောလာဟာလာပဲသဘောတူညီမှုကတကယ်လက်ရှိမှာ reality ဖြစ်သွားပြီ။ Chelsea အသင်းနဲ့ပတ်သက်ရင် DO1 လို့ပြောလို့ရတဲ့နဇာကင်ဆယ်လာရဲ့ပြောပုံရဆိုရင်တော့ဒါ Chelsea အသင်းနဲ့ဒီကစားသမားကို9နှစ်စာချုပ်တသိန်းခွဲနဲ့တူတာကျွန်တော်ကစားသမားဘက်ကတော့ပုံကူရရသဘောတူညီမှုရသွားခဲ့ပြီဖြစ်ပြီးတော့ Chelsea အသင်းအနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ အသင်းနဲ့တင်းကြပါနော်ချက်စီနဲ့ဒါဘူရီရှာဒေါ်မွန်တို့ကြားထဲမှာဒါတောက်လျှောက်ဒါဆက်သွယ်မှုတွေပြုလုပ်နေပြီးတော့ဒါကျွန်တော်တို့ ခေါ်ယူဖို့လည်းစူးစမ်းနေဖြစ်တယ်အဲ့တော့ချက်စီတင်ကတာမနေ့ကပဲမြင်းမြန်ဆန်ဆန်ပြကစားသမားနဲ့ပုတ်ကူရေးရသဘောတူညီမှုရတဲ့အချိန်မှာချက်စီတင်ကတာပထမဆုံးကန်လန့်မှုအနေနဲ့ဂျေမီဂီတင်ကိုဒါကျွန်တော်ယူရို35သန်းနဲ့ချက်စီတင်ဘက်ကနေပြီးတော့ကန်လန့်လိုက်တယ်35သန်းကိုချက်စီတင်က installment နဲ့ပေးမှာမဟုတ်ဘဲ debit တဲ့ပေးမှာဖြစ်ပြီး fix fee ပဲပေးမှာဖြစ်တယ်လုံးဝ bonus တီပါတီမပေါ့အဲ့တော့ဒါယူရို35သန်းနဲ့ package ကိုချက်စီအသင်းအနေနဲ့ package တော့မဟုတ်ယူရို35သန်းနဲ့ဒါကန်လန့်မှုကိုချက်စီတင်ကနေတာမနေ့ကကစားသမားနဲ့ပုတ်ကူရေးရသဘောတူမှုတူတူပြီးချင်းမှာပဲဒါ Borussia Dortmund ကိုကန်လန့်ပလိုက်တယ် ီနံပါတ်ဘိုရီရှားဒေါ်မွန်ကလည်းဒါသူတို့လူချင်းတဲ့ဈေးမဟုတ်တဲ့အကြောင်းမဒီအပြောင်းရွှေ့ရဲ့ဈေးကိုချက်ချင်းဆိုလို့ညင်းပယ်ချပလိုက်တယ်။လက်ရှိမှာဘိုရီရှားဒေါ်မွန်ကဒီအပြောင်းရွှေ့တဲ့ဒါကျွန်တော်ယူရို160ပတ်ချလဲဝင်ကြလူချင်းတဲ့ချက်စီးတက်ရှိကန်လန်းတဲ့ဈေးကဒါကျွန်တော်တစ်ဖက်ကဒါကျွန်တော်ဘိုရီရှားဒေါ်မွန်လူချင်းတဲ့ဈေးထက်တော်တော်လေးကိုကွာဟနေတဲ့အကြောင်းဒါချက်စီးအသစ်နဲ့ချက်ချင်းဆိုလို့ဒါဒီအပြောင်းရွှေ့ကိုဒါညင်းပယ်ခဲ့တယ်ဆိုတော့လုံးဝညင်းစရာမျိုးအဲ့တော့ချင်မီကစ်တင်စ်ကတော့ရှင်းတယ်သူအနေနဲ့လက်ရှိမှာကလပ်ဘောကမီသူစော့ကျင်တယ်သူအနေနဲ့ဒါကျွန်တော်ပရီးမီယာလိမှာသူအမြင့်ဆုံးအနေထားမှာစော့ကျင်တယ်ချက်စီးတင်ကသူ့အတွက်မှန်ကန်တဲ့ choice တစ်ခုဖြစ်မယ်လို့ကစားသမားကိုယ်တိုင်ကယု ံကြည်ထားရတယ်မှာပါတယ်အဲ့ဒါကြောင့်ဒါဟာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းရှိတယ်အဲ့တော့ချက်စီတင်ကဒီနေရာမှာဒါကျွန်တော်နောက်ထပ်ဒုတိယမြောင်းအကျင့်ကိုဒီရပိုင်းအတွင်းမှာထပ်မှန်ပြီးတော့ကန့်လန့်ဖို့ဆက်လက်ပြီးတော့စူးစမ်းသွားမယ်ဆိုတော့လုံးဝလုံးဝညင်းစရာမလိုဘူးလို့ကျွန်တော်အမြင်နဲ့အဲ့တော့မြည်တို့ပင်စိုးစေးကမူဒါကျွန်တော်ချယ်စီအသင်းကတော့ဒီအပြောင်းရွှေ့မှာအလုပ်တွေဒါ share လုပ်နေတယ်ဆိုတော့ကတော့တော်တော်လေးကိုဒါတေကြတဲ့အပြောင်းရွှေ့တစ်ခုလို့ကျွန်တော်အနေနဲ့မြင်တယ်အဲ့တော့ချက်စီတင်ကဒါတေကြတဲ့ခုကသူ့နေရာ left wing ကကဒါကျွန်တော်တို့ Jimmy Giddens ကိုသူတို့နေခေါ်ယူဖို့အတွက်တေကြတော့ဖြစ်သွားပြီအဲ့တော့တေကြတာနောက်တစ်ခုက ာဟာဒိုကနာချူတို့မခေါ်တော့အဲ့တော့ပြည်သက်တွေကြားထဲမှာအလာဟာဒိုကနာချူတက်ဆိုင်တော့ဂျီမီဂင်ဒင်းစ်ကိုပူပူပြီးတော့လူချင်းကြတဲ့လူတွေများတယ်ဒါကလုံးဝ ဘဒူဇန်ရဲ့ကိစ္စပေါ့နော်။ဘာလို့ဆိုတော့သူတို့နေလက်ရှိမှာဒါဂျန်ကနာချိုလုံနေတဲ့အပြုတ်မှုနဲ့ဒါချက်စီကိုလူမှုထပ်ပြီးတော့ပြုတ်မှုမှာပြည်တတိကသိပြီမလို့ချင်း။အဲ့တော့ဂျီမီဂေဒန်ဆိုတာကျွန်တော်တို့အသင်းပေါ်အာယုံစိုက်မဲ့ကစားသမားကိုပဲချက်စီပြည်တတိကအလူရှိတယ်။အဲ့တော့ဒီအပြောင်းအရွှေ့မှာဒါကျွန်တော်တို့လက်ရှိချက်စီအသင်းနဲ့အဓိကလှုပ်ဆောင်အောင်မှာအသင်းအသင်းကြားဆက်လက်ပြီးတော့ဘူရီရှာဒေါ်မွန်အသင်းနဲ့ဆွေးနွေးဖို့ပဲလူတော့တယ်လို့ပြောလို့ရတယ်မှာပါတယ်။ကျန်တာတော့ဘာမှသိပြီးမလို့တော့ကစားသမားနေလဲပုဂ္ဂိုလ်ကြီးရသဘောတူညီမှုရထားပြီးကျွန်တော်တို့ချက်စီအသင်းနဲ့ဒီအပြောင်းအရွှေ့ကိုမြန်မြန်ဆန်ဆန်အလုပ်ဖြစ်ချင်တယ်ဆိုရင်တော့ဒါ ပေးပေါ့ဒုတိယမြောက်ကမ်းလှမ်းမှုကိုဒီထက်ပိုကောင်းတဲ့ offer တခုနဲ့လုပ်ဖို့ကျွန်တော်ထင်တာပေါ့နော်ကျွန်တော်မြင်ရပြောမယ်ဆိုရင်တော့ဒါချက်စီးသိနေတာ euro တန်40နဲ့45တန်ကြားမှာ kids ကိုကျွန်တော်ရသွားမလို့မြင်တယ်။ဟိုမှာတော့ချက်စီးတဲ့ကျွန်တော်မြင်ရပြောမယ်ဆိုရင် kids ကိုတော့ကျွန်တော်တို့နောက်ထပ်ဒါအခုလက်ရှိ35တန်းဖြစ်တဲ့ကြောင့်ဒါ30 40 5တန်းပုံစံမျိုးနဲ့ချက်စီးဘက်ကဒါကျွန်တော်ဒုတိယမြောက်ပုံစံမျိုးကမ်းလှမ်းခဲ့မယ်ဆိုရင်တော့ Jimmy Kids ရဲ့အပြောင်းရွှေ့မှာတရားဝင်လက်ခံသွားဖို့ရှိတယ်ဆိုတဲ့သတင်းတွေတောက်လျှောက်တောက်လျှောက်ထွက်ပေါ်လာခဲ့တယ်ဖြစ်တယ်။အဲ့တော့ကျွန်တော်ထင်တာကဒါဒီနေ့ရတာကျွန်တော်ချက်စီးအသင်းရဲ့ ူဒီယာမြောက်တရဝင်းအာဆူကိုကဒါတချို့ကမာရအာဆူကိုကဒါမနစ်က ဆောင်းရတီကလေးကခေါ်ယူတဲ့ကစားသမားဖြစ်တဲ့ကြောင့်ဒါအဆူကိုကျွန်တော်တိတ်ထဲမတော့ဘူးအာကျွန်တော်ထင်တယ်ကွာခွန်တာကနောက်နှစ်မှလာမှာပေါ့နော်ခွန်တာကနောက်နှစ်မှလာမယ်ဆိုခွန်တာကသိပြီးကောင်းတယ်မှထဲစားမလိုဘူးအဲ့တော့လက်ရှိမှာဒါဒီနေ့ရဲ့ဒါကျွန်တော်ချက်စီအသင်းရဲ့ပထမဦးဆုံးခေါ်ယူမှုကလီယမ်ဒလတ်ဖြစ်ခဲ့ပြီးတော့ဒုတိယမြောက်ခေါ်ယူမှုကကျွန်တော်မြင်ရပြောမယ်ဆိုရင်တော့ဂျီမီဂစ်တန်ဖြစ်ဖို့အတွက်တော်တော်လေးယူရခိုင်လို့များတော့အဲ့တော့ချက်စီအသင်းရဲ့ဒီနေ့နွေရာသီရဲ့ဒုတိယမြောက်ခေါ်ယူမှုကလပ်ဝေါ်ကပ်မတိုင်ခင်ခေါ်ယူမှုကဂျီမီဂစ်တန်ပြဖြစ်လာမှာကျွန်တော်ချက်တော့ဆောင်ကြည့်ရမယ်လက်ရှိမှာပရိသတ်တော်များဒီအပြောင်းအရွှေ့ကိုဖြစ်စေခြင်းနဲ့ဘာလို့လက်ဝင်းကကောင်းကောင်းချက်စီအသင်း င်းကလူတဲ့ချန်ချိုကူတာဆန်ချိုကူလည်းအသင်းကပြန်ပို့ထားတဲ့အတွက်ကြောင့်မို့ဒီနေရာမှာဒါကစားသမားကောင်းကောင်းတယောက်လူတဲ့ဆိုတာလုံးဝငင်းကြပဲတော့ချက်စီးတဲ့ဂျီမီကစ်တင်ရသွားမှဆို left wing ကတော်တော်လေးကိုမိုက်သွားပြီ right wing ကဒါ net dosol ရမယ်တိုင်စင်ရမှာ liam delap ဖြစ်ဖြစ် nicole jackson ပဲဖြစ်ဖြစ်ဒါမစိုးတဲ့ဒါချက်စီးတဲ့ club world cup ကိုဝင်သွားမှဆိုတော့ဒါတော်တော်လေးကိုအစုပွဲအားကောင်းမဲ့ ဒါအားတစ်ခုချက်စီသင်းနဲ့ဝင်ရောက်ရှင်းပြိုင်နေမှာဖြစ်တဲ့ကြောင့်ဘူးဒါချက်စီသင်းကဒါအန်ဆိုမိုရက်စ်ကောက်ဒါအဲကလပ်ဘောကမတိုင်ခင်မှာကစားသမားကောင်းကောင်းတွေကိုဝယ်ယူပြီးနေတာတော်တော်လေးကိုအပေါင်းလက္ခဏာဆောင်ပြီးတော်တော်လေးကိုသဘောချဘူးကောင်းနေအပြောင်းရွှေ့ဆိုတော့လုံးဝငြင်းလို့မရဘူးအဲ့တော့ကျွန်တော်ထင်တာကချက်စီသင်းရဲ့ဒီနှစ်နွေရာသီရဲ့ဒုတိယမြောက်ခေါ်ယူမှုကကျွန်တော်ကဂျင်မီဂစ်ဒင်းစ်ဖြစ်လာမယ်လို့မြင်နေဂျင်မီဂစ်ဒင်းစ်ကိုတိုင်ကလည်းချက်စီကိုလိုလိုချင်ချင်ဖြစ်တဲ့ကြောင့်မို့တာ ဘရူရှာဒေါ်မွန်နေနဲ့ဒါအသင်းကနေတရားဝင်ထွက်ခွာခွင့်ပေးရမယ်လို့လဲကျွန်တော်ရဲ့ပုံကူရေးရမှာကျွန်တော်ကတော့မြင်မိရတဲ့မှာပါအဲ့တော့ဒီပြောင်းရွှေ့ရတကယ်နည်းနည်းဆန်းဆန်းဖြစ်လာမယ့်အပြောင်းရွှေ့တစ်ခုလို့ကျွန်တော်အနေနဲ့မြင်တယ်ဒါပေမဲ့လက်ရှိမှာဂိုးသမားနေရာအကြောင်းပြောအောင် ချက်စည်းတင်တဲ့အခုလက်ရှိမှာဒါကျွန်တော်ဂူသမနေရာအတွက်ဒါကျွန်တော်မိုက်ညံကိုဒါပုပ်ကူရေးရာသဘောတူညီမှုရတယ်ဆိုရဒါကောလာဟာလာဆက်ဆက်သတင်းတွေတောက်လျှောက်ထွက်လာခဲ့ပြီဖြစ်တယ်ချက်စည်းတင်တဲ့ဒါကလပ်ဘောကံမှာသူတို့နေရောဘတ်ဆန်ချက်စ်ကိုမခေါ်သွားခြင်းပဲနဲ့အခုမခေါ်သွားခြင်းတော့မှဒါ number 1ဂူသမအနေနဲ့သူတို့နေမလုပ်ချင်အဲ့တော့ချက်စည်းတင်တဲ့သူတို့ရဲ့ဂူသမကိုဒါဒီထက်ပို့ပြီးတော့အဆင့်ကိုအများကြီးမြင့်တင်ခြင်းနဲ့တက်မှာပါတယ်ချက်စည်းဘက်ကယူဆတာလက်ရှိမှာသူတို့နေနဲ့ဂူသမကောင်းကောင်းကိုလည်းကလပ်ဘောကံမတိုင်ခင်အမိခေါ်ယူသွားနိုင်မယ်လို့သူတို့ကသူတို့ကောင်းကောင်းကြီး confidence ရှိတယ်ချက်စည်းတင်တဲ့ဒီနေ့ရဲ့ဒါကျွန်တော်အပြောင်းရှိမှာမထင်မှတ်ပဲနဲ့သူတို့နေနဲ့ဒါကျွန်တော်တို့ အပြောင်းရွှေ့ကနေတော့ဒါကျွန်တော်တို့ပေါင်5တန်းရခဲ့တဲ့အပြောင်းရွှေ့ကဒါကျွန်တော်တို့ကီပါရဲ့အပြောင်းရွှေ့ဖြစ်တယ်ကီပါကဒါကျွန်တော်တို့လက်ရှိမှာအာစနယ်သင်းကစာချုပ်ဖြတ်သိမ်းကြီးပေးပြီးတော့ဒါပေါင်5တန်းပေးပြီးတော့ဒါကျွန်တော်တို့ခေါ်ယူသွားခဲ့တာကိုတော့အကုန်လုံးအတိတိပြီးသားဖြစ်လိမ့်မယ်ကျွန်တော်နေမြင်အဲ့တော့ချက်စီးသင်းနဲ့ဒါကျွန်တော်တို့ဂိုးသမားနေရာမှာမိုက်ညံမူတာတစ်ဖက်အသင်းကဒါကျွန်တော်တို့ တစ်ဖက်အသင်းအနေနဲ့ကျွန်တော်တို့ဒါ AC Milan အသင်းနဲ့ယူရို25တန်ဈေးသတ်မှတ်ထားတယ်။ Chelsea အသင်းနဲ့ဘလောက်တိရတာ Mike Nyang ကိုဒါကျွန်တော်တို့ Chelsea အသင်းဘက်ကနေပြီးယူရို10တန်ဈေးသတ်မှတ်ပြီးတော့ပထမဆုံးအနေနဲ့ offer လုပ်ဖို့စူးစမ်းရတဲ့အချိန်မှာ Chelsea ဘက်က offer ရမှာဒါပေမဲ့ Mike Nyang ကို10တန်ဆိုတာ Chelsea ကနည်းနည်းတော့များတယ်လို့ကျွန်တော်နင်မြင်တယ်။နည်းနည်းတော့စားတယ်လို့မြင်တယ်။ဘာလို့ Chelsea အသင်းနဲ့ပြကျန်တဲ့ကစားသမားလက်ရှိမှာဟိုဟုတ်တယ်အရင်တော့ကစားသမားတွေဒါငွေကြေးဖောင်းပွားမှုရအရန်ကြီးတာကျွန်တော်တို့လုပ်ထားတဲ့ဆို over correction ပြန်လုပ်တယ်လို့မြင်တယ်။ဒါပေမဲ့ ကျွန်တော်အနေနဲ့ပြောအောင်ပဲဆိုဗျာမိုက်ညံလူကစားသမားမျိုးပါဗျာ at least 15 20လောက်တော့တတ်တယ်ချက်စီရတာလည်းရှိမှဒါမိုက်ညံကို10တန်းပဲတန်ပြီးတို့အနေနဲ့ပြတ်ထားရတယ်10တန်းနဲ့ offer လုပ်မယ်ဆိုတို့လုပ်ဖို့ကြအဲ့တော့တပတ် AC Milan ကတော့ဒါကြိုင်းပြောမယ်ဆို fuck off ပေါ့10တန်းငါတို့ဘာလို့လူရမှာလဲငါတို့ပြန်ဝယ်တယ်ဆိုရင်တော့ကစားသမားက AC Milan လို့ကစီကုတ်တယ်အတင်းတော်မှာ10တန်းနဲ့ကိုသမားတယောက်ပြန်ဝယ်လို့မရတယ်ပြောချင်တာဗျာလက်ရှိမှာဒါကျွန်တော်လက်ရှိ Liverpool ရဲ့ကိုသမား အရန်ကိုကလည်းဟာတော့မှဒါပေါင်18သန်းဖြစ်သွားတဲ့အချိန်မှာမိုက်ညန်ကို10သန်းဆိုတာဒါတစ်ဖက်ကနည်းနည်းတော့ပေါက်ကွဲသွားတယ်ပေါ့နော်အဲ့တော့လက်ရှိမှာ Chelsea တင်းရဲ့ပြိတ္တတချို့ကဒါကျွန်တော်ဂူဒမားအစ်ခေါ်တာတဲ့ဆိုင်လက်ရှိမှာလက်စွမ်းပြနေခဲ့တဲ့ Petrovic လေးကိုပဲ Club World Cup မှာပြန်သုံးဖို့အတွက်အကုန်လုံးကဒါအလိုရှိနေကျွန်တော်ရဲ့ comment အောင်တော့မှလည်းညီကိုတချို့ကဒါဟုတ်တယ် Petrovic ကိုပဲကျွန်တော်ပြန်သုံးစီခြင်းနဲ့ဆိုတဲ့ဥစားဒီတွေ့ရတယ်မှာပါအမှန်တော့ Petrovic လည်းကောင်းပါတယ်ဒါဂျာတဲ့မှာ Robert Sanchez ကျွန်တော်တော့မလုပ်ခင်စကြမှာ Petrovic ကောင်းခဲ့တယ်မန်ဒီနဲ့ဒါကျွန်တော်တို့ဂျာတဲ့မှာ Petrovic ကအကောင်းဆုံးမမြင်နဲ့အဲ့တော့ Petrovic လေးကိုကျွန်တော်ကတော့ခုနကပြောဆိုနောက်ဆုံးဗျဟို Mike ြန်ကိုမခေါ်နိုင်ခဲ့ဘူးဆိုရင်တော့ပက်ထရိုဗစ်ကိုပြန်ပြီးတော့ခေါ်ပြီးတော့အသင်းကတည်တည်ချာချာသုံးမယ်ဆိုသုံးလို့ရတဲ့စားသမားတယောက်လို့ကျွန်တော်အနေနဲ့မြင်မိတယ်အဲ့တော့ချက်စီးသင်းနေတာဂိုးသမားခေါ်ယူမယ်ဆိုရင်လက်ရှိမှာကဂိုးသမားကြီးပဲဒါတသင်းလုံးဖွဲ့လို့ရတယ်ဆိုပြီးချက်စီးရဲ့ဒါကျွန်တော်တို့ channel တခု PSYS ကတော့မှ wind out ထားတဲ့အထိကိုချက်စီးမှာဂိုးသမားပေါ်တယ်ဗျအဲ့တော့ချက်စီးသင်းနေကျွန်တော်အနေနဲ့ပြောမှာမိုက်ညံကိုဝယ်ဖို့တော့မလိုပါဘူးသူတို့အနေနဲ့ AA စစ်စစ်ဒီပြောင်းရွှေ့ကိုရှေ့ဆက်သွားလို့ရတယ်လို့ကျွန်တော်အနေနဲ့ပုံကွေးရမြင်တယ်အဲ့တော့ ဒါတော့ပါပဲချက်စီးတင်နေတာဂျီမီဂစ်တင်စ်ကဒီနေ့နေရာတည်းဒုတိယမြောက်ခေါ်ယူမှုဖြစ်သွားမှတချို့တော့စောင့်ကြည့်ရမယ်တဲ့မှာပါပါတယ်။ဒါတော့ပါပဲဘောလုံးဘက်တွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာဂျင်းလို့ဆိုတော့ပေါင်းအောင်ကြည့်လို့ရပါတယ်။မြန်မာပြည်ကလစ်ဖို့မမေ့ကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4U ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မှတ်စာကြည့်ပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။ အောက်က comment တွေထဲမှာလည်း youth sport media 3 point ဆိုတော့ TV for you ရဲ့နေလေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်များစွာကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါရဲ့မြန်မာလေး clip ဖို့မမေ့ကြပါနဲ့ဟုတ်များများ clip မှာမမေ့နိုင်ဖြစ်ပါတယ်အားလုံးမကြုံတော့ပါနဲ့ကျွန်တော်တို့နောက်မှအေးအေးဆေးတွေ့ကြပါဦးတေးပါပါဗျာ